တည်ငြိမ်ရင်ကျက်ဖို့လိုပြီးလူငယ်လည်းမဟုတ်တော့သလိုလူကြီးလည်းမဟုတ်တော့တဲ့လူလက်ပိုင်းရွယ်စာဖြစ်လာပြီးမှနေထိုင်မှုပုံစံမှာပြုပြင်ပြောင်းလဲမှုလေးအနေငယ်လိုအပ်လာပါပြီတဲ့တည်ငြိမ်ရင်ကျက်ဖို့လိုလာပြီးကိုဘဝကိုချေကိုယက်တည်နိုင်ဖို့လိုလာပြီးသူများအားကိုနဲ့မျောကိုစိတ်နဲ့မျောလင်းတာတွေရက်တန့်တင်ပြီးအလုတ်ကင်တစ်ခုဒါမှမဟုတ်ဘဝအခြေခံယက်တည်နိုင်မဲ့တက်ကျွမ်းထားဖို့လိုပါတယ်အပျော်ပါးတွေနဲ့အတတ်ပညာတစ်ခုခုအချိန်ကို မဖြုံးတင်တော့ပါဘူး နဲ့ဈေးပေါ်ပေါ်အင်ဂျီတွေမဝယ်နဲ့တော့ဒီအရွယ်မှာအများအဖြစ်ဝင်ဝေရှာနိုင်တဲ့အရွယ်ပိုင်းခြားဖြစ်နေပြီဖြစ်တယ်လို့ငငယ်တုန်းကလို့ဈေးနည်းနည်းနဲ့အထယ်များဝယ်တာမျိုးမလုပ်သင့်တော့ပါဘူးတင်ရဲ့အလောက်ကင်အသက်ရွယ်ခန္ဓာကိုယ်ချိုးစားနဲ့လိုက်ဖက်ညီတဲ့အဝိစားမျိုးကိုရွေးချယ်ဝစ်စင်တင်တယ်လို့ခပ်ပေါ်ပေါ်အဝိစားမျိုးထက်ဈေးနှုန်းတင်တင်ပြီးအဆင့်တန်းတစ်ခုရှိတဲ့ပုံစံမျိုးကိုဝစ်စင်တင်ပါတယ်။၃ ရီစာမရှုံနဲ့တော့ဘဝအတွက်တည်တကြရွေးချယ်တင်းတဲ့အရွယ်တစ်ခုရောက်နေပြီမို့ငငယ်တုန်းကလိုအပြောရေးစားထားတာမျိုးကိုဒီအချိန်မှာရှောင်ရှားတင်ပါပြီတင်းတဲ့အမှုအကျင့်ချင်းလိုက်ဖက်ညီမဲ့တင့်ကိုချစ်တဲ့တင်းကလည်းချစ်တဲ့ဘဝလက်တွဲဖို့တူကိုနှလုံးသားနဲ့အုံနောက်တို့ပူပေါင်းပြီးရွေးချယ်တင်းတဲ့အချိန်ပါလေသူများတွေရဲ့ထင်မြင်ချက်တွေကိုဂယုမဆိုင်နဲ့တော့ငငယ်တုန်းကတော့မိဘကခွင့်မပြုလို့မလုပ်ရဘူးပတ်ဝန်းကျင်ကဒီလိုမြင်မှဆိုလို့မလုပ်ဖြစ်ဘူး ဟိုလူတွေကဟိုလိုမြပြောမလားဒီလိုများပြောမလားဆိုပြီးသူများရဲ့ဝေဖန်မှုတွေကိုဂယုမဆိုင်ပါနဲ့တော့တင့်မှလည်းထိုက်တဲ့အတိညာဉ်တွေးခေါ်ရှိနေပြီးမှတင့်ရဲ့လောက်ကင်ပုံကောင်းခြင်းဆိုခြင်းကိုတင်ကိုယ်တိုင်အမှားအမှန်ခွဲခြားနေနိုင်ပါပြီငါမိဘတွေကိုအပြစ်မတင်နဲ့တော့ဟုတ်ပါတယ်ဘသူမှတော့အရာရာပြီးပြည့်စုံတဲ့ရဲ့လို့မရှိပါဘူး စင်စင်ရဲရဲမွေးလာရတဲ့တင့်အပြစ်မဟုတ်ပါဘူးစင်စင်ရဲရဲတည်သွားရရင်တင့်အပြစ်ပါတင့်မိဘတွေကတင့်ပေါ်မဖြစ်စီးပေးနိုင်ခဲ့တဲ့အချို့သောကိစ္စရက်တွေအတွက်သူတို့ကိုဘွေးမယူပါနဲ့တင့်သားသမီးတွေလက်ထက်မှာတင့်ဖြစ်စီးပေးနိုင်အောင်ကြိုးစားပါ6ငွေတွေမဖြုံးနဲ့တော့လူငယ်ဘဝမှာတော့ငွေတန်ဖိုးမတိသေးလို့မလိုအပ်တဲ့အပူတွေကိုတုံးပြုံးပြင်မိခဲ့ပေမဲ့ 24ဆိုတဲ့ဒီရွယ်နောက်ပိုင်းမှာတော့ငွေစုချိန်ရောက်ပြီဖြစ်ပါတယ်။တင်ဘဝတိုးတက်ရေးအတွက်ငွေကိုမလိုအပ်ပဲမဖြုံးပြစ်တဲ့လို့စုနေုံနဲ့လည်းမပြီးပဲတိုးပွားအောင်ကြံဆောင်နိုင်ရမယ့်အရွယ်ပါ။ပညာကိုရှာပြီးချိန်မှုအချိန်တွေကိုဥစ္စာအတွက်ယင်းဒီမြုံနဲ့မှာခုနှစ်အင်တာနက်မှာပဲအချိန်တွေအကြကြီးမဖြုံးနဲ့တော့ယနေ့ခေတ်မှာလူငယ်တွေဟာအင်တာနက်လူမှုကွန်ရက်တွေကိုပုံမိုဆွဲလန်းလာကြဗျ။အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေကုန်နေတက်ကြပါတယ်24နှစ်နောက်ပိုင်းမှာတော့ဒီပြုမှုတွေကို အတက်နိုင်ဆုံးရှော့ချထားလိုက်ပါအင်တာနက်သုံးနေဆိုရင်လည်း Facebook တခုတည်းသာအဓိကမထားပဲတင်းရဲ့လူမှုရေးအလောက်ကံပညာရေးဆိုင်ရာတွေအတွက် အချိန်နှဲငယ်တော့အသုံးချထားတင်ပါတယ်လူတိုင်းအပေါ်အရန်မကောင်းနဲ့တော့စေတနာသည်လူတိုင်းနဲ့မတန်ဆိုတာဒီရွယ်မှာသဘောပေါက်တဲ့လောက်ပေါက်ပြီးသားဖြစ်မှာပါလူတိုင်းပေါ်အရန်မကောင်းပါနဲ့ဒါဟာ စိတ်ယုံမွေးဖို့ကို ဆိုလိုတာမဟုတ်ပဲလှိုက်လိုက်လဲလဲဖြင့်ယုံလိုက်တာမျိုးကိုရှောင်ရှားတက်ဖို့ဆိုလိုတာပါအာနာလိုခါပါရတဲ့ကိစ္စမျိုးကိုပြည့်ရဲ့နဲ့ရှောင်းပါအောင်မြင်ထက်မြက်တဲ့လူတယောက်ဖြစ်စာမြန်းများဖတ်ပါ။